ငရုတ်တိရတော်မြမအစားစာတွေထဲမှာမပါမဖြစ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ငရုတ်တိအမျိုးအစားအများကြီးရှိပြီးတော့ကိုကျဲနှစ်သက်ရာငရုတ်သူတွေကိုရွေးချယ်စားကြပါတယ်။ဒီငရုတ်တိရတော်ကဘာမှမအပူဆက်ဆုံးငရုတ်တိအဖြစ်စံချိန်တင်ထားတဲ့ Papa H လို့ခေါ်တဲ့ငရုတ်တိပဲဖြစ်ပါတယ်။ Papa H ငရုတ်တိကိုအမေရိကန်နိုင်ငံကငရုတ်တိဗေဒပညာရှင် Ed Curry လို့ခေါ်တဲ့လူကမျိုးဆက်တီထွင်ခဲ့တာပါ။ဒီငရုတ်တိမပေါ်ခင်ကတည်းကနာမည်ကြီးငရုတ်တိတစ်မျိုးဖြစ်တဲ့ ကာရိုလီနာရီပန်ရုပ်တည်နဲ့တခြားပူဆက်တဲ့ရုပ်တည်မျိုးတွေနဲ့မျိုးဆက်ပြီး2010ကစပြီးတော့10ခုနှစ်ကျော်မျိုးမျိုးဆက်တီထွင်စိုက်ပျိုးခဲ့တာပါရုပ်တည်ရဲ့စားကနှစ်လက်မအနေသုံးလက်မအရွယ်ရှိပြီးတော့တိုးပြီးအဖုထစ်တဲ့ရှိတဲ့ငွေတိပုံစံရှိပါလေပူပြင်း၆သွေးတဲ့ຫນွေဥရာတီမှာစားဆိုင်ပြီးတော့ຫນွေရာတီမှာအသီးသီးကြပါလေအသီးမှာအစိမ့်တင်နိုင်တဲ့ capsaicin oil လို့ခေါ်တဲ့အစီတွေပါတဲ့အတွက်ကြောင့်ဓမ္မတဲတဲ့သူတွေအတွက်အန္တရာယ်ဖြစ်နိုင်ပြီးတော့လက်အိတ်တွေနဲ့ကင်တွယ်ပြီးကုကြရပါတယ် ငရုတ်သီးရဲ့အပူစက်နှုန်းကို Scoville Heat Units လို့ခေါ်တဲ့ SHU နဲ့တိုင်းတာကြပါတယ်။အရင်ကနာမည်ကြီးခဲ့တဲ့ Carolina Reaper ရဲ့အပူကတိတိမ6တန် SHU ရှိပြီးတော့ဒီ Papa H ရဲ့အပူကနှစ်တိတိမ6တန် SHU ထီကိုရှိပါတယ်။နိုင်ငံတကာငရုတ်သီးပြိုင်ပွဲတွေမှာလည်း Papa H ကိုအချိန်တိုင်းတာတစ်ခုအတွင်းရေမတော့ပဲအများဆုံးစားနိုင်တဲ့သူကိုစုချင်းမြင်ကြပါတယ်။ပြိုင်ပွဲမူဝင်ခင်စေးစစ်စေးမှုတွေပြုလုပ်ကြရပြီးစေးအောင်မှဝင်ရောက်ရှင်ပြိုင်ကြရပါလား။ ီငရုတ်ဒီရဲ့အရသာအစပိုင်းမှာခြုံပေမဲ့စားပြီးစက္ကန့်30အကြာမှာအပူကတဖြည်းဖြည်းအချိန်မြင့်တက်လာပါတယ်။အရင်ပူဆက်တဲ့အတွက်ကြောင့်တမ်းမန်လူတွေမစားသင့်ပဲနဲ့ဓမ္မတဲ့တာစာရင်ပြဿနာတွေဖြစ်တဲ့အထိကိုဖြစ်နိုင်ပါတယ်။၂၀၂3ခုနှစ်မှာကမ္ဘာ့ပူဆက်ဆုံးငရုတ်ဒီအဖြစ် Guinness World Records မှာအသိမှတ်ပြုခံခဲ့ရပြီးတော့ဒီငရုတ်ဒီစားပြီးတဲ့လူတွေကနောက်တစ်ခါထပ်မစားကြင်တော့ဘူးလို့လဲဆိုကြပါတယ်။